Thank you. ါရှင်ကျမတော်ငုခတ်တာပါ TVO မြန်တန်ကြားရဲ့ညနေ၄နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါရှင်လူထုကောင်းဆောင်ထောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်ဖြစ်ပန်းတပိတ်ကိုမန္တလေးမြို့မှာဒီကနေ့ဂျွန်လ၁၉ရက်နေ့မှာကျင်းပခဲ့တယ်လို့တပိတ်ကောင်းဆောင်ထောက်တာဒေသဆန်းက TV ကိုပြောခဲ့ပါတယ် စစ်တပ်ကအာဓမဖမ်းဆီးအကျဉ်းချထားတဲ့လူလူကောင်းဆောင်ထောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ပြည်သူတွေနဲ့ပူးပေါင်းပြီးတပိတ်ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ထောင်ဆန်းစုကြည်ဟာဆရာနာရှင်လက်ထက်ကနေယုံကြည်ချက်အတွက်တိုင်းပြည်ရဲ့လွတ်မြောက်ရေးအတွက်အခုအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေစေဖြစ်ပြီးတိုင်းနိုင်ငံလုံးလွတ်မြောက်ဖို့ပြည်သူအားလုံးမှာတာဝန်ရှိတယ်လို့ဒေါက်တာဒေသာဆန်းကပြောပါရယ်။ တောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာနိုင်ငံအနှံ့ကပြည်သူတွေပြပရောက်မြန်မာတွေနဲ့နိုင်ငံတကာတန်ယုံတွေကပါတောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဆုတောင်းပေးနေကြတာဖြစ်ပါတယ်ရှင်။ အကျဉ်းချခံထားရတဲ့လူတို့ကောင်းဆောင်နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ AR Raiders Gate 9.8အဆင့်ရှိတဲ့ဇကိုင်းငလင်ကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Su Foundation နဲ့ပြည်သက်အခြေဆိုင်လူအခွင့်အရေးရှိနေအဖွဲ့တို့ကကျွန်လ19ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်လိုက်ပါတယ်တောင်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့အကျဉ်းထောင်ဟာငလီတန်းကြောင့်ပျက်စီးခဲ့ပြီးဘဲဘက်လက်မောင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းတရင်ရင့်မြင့်များစွာကဖော်ပြထားကြတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါရယ် လူလူကောင်ဆောင်ထောင်ဆန်းစုကြည်ကိုဆရာနာသိန်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလကလေးကဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီးစုစုပေါင်းအမှု19မှုတွေကအမှု9မှုကိုပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက်တန်းနဲ့ဆက်လေးမှုအတွက်ထောင်ဒဏ်28နှစ်ကြာခံရဆဲဖြစ်ပါတယ်။ ဖန်စီအခြေချခံထားရတဲ့လီနိတာကာလာအတွင်းမှာမိသားစုနဲ့ရှင်နေတွေကိုလည်းတွေ့ခွင့်မပေးခဲ့ပါဘူး။မစ္စတာရှောင်းတာနဲ့ကလည်းမစ္စတာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူလူကောင်းဆောင်တောင်ဆန်းစုကြည်ဟာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးစစ်ကောင်စီရဲ့ဆိုးဝါးလာတဲ့ကျန်းမာရေးစောင့်ရှောက်မှုအောက်မှာစေကူတာမှုခံယူနေရတယ်လို့ Sue Foundation ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးသူ့ရဲ့အင်တာနက်လူမှုကွန်ရက်စာမျက်နှာမှာဂျွန်လာ28ရက်နေ့ညပိုင်းကရေးသားဖော်ပြခဲ့ပါတယ်ရှင်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာအရရန်ကုန်မြို့ပြဆင်းရဲနှောင်းပါမှုဟာ2019ခုနှစ်ကနေ2023ခုနှစ်အတွင်းလေးဆနေပါမြင့်တက်လာတယ်လို့ဆိုပါရယ်ဒီအခြေအနေတွေကြောင့်ရန်ကုန်မှာရှိတဲ့မတန်ဆွမ်းသူတွေရဲ့ဘဝရည်တည်ရေးကအဆပေါင်းများစွာအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အကြောင်းကိုတော့မြေသစင်ကစူးစီးတင်ပြသွားမှာပါရှင် UNDP ရဲ့ဇွန်လမှာထွက်လာတဲ့အစီရင်ခံစာအရာ 2019ခုနှစ်ကရန်ကုန်မြို့မှာဆင်းရဲနွမ်းပါသူလူဦးရေဟာဆယ်ရာခိုင်နှုန်းသာရှိခဲ့ပြီး2023ခုနှစ်မှာတော့ဆင်းရဲနွမ်းပါသူဦးရေ43ရာခိုင်နှုန်းထိမြင့်တက်လာခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုဆင်းရဲနွမ်းပါသူဦးရေ မြင့်တက်လာတဲ့အခြေအနေတွေကြောင့်ဝင်ငွေစည်းကြောင်းတွေကျုံလာပြီးကျန်းမာရေး၊လူမှုရေး၊ပညာရေးကဏ္ဍတွေမှာလည်းခက်ခဲတွေကျုံလာနေကြရတယ်လို့မတန်ဆွမ်းရေးကုညီဆောင်ရွက်နေသူတွေကဆိုပါတယ်။ မတန်ဆွမ်းအရေးကူညီဆောင်ရွက်ပေးနေသူတယောက်ကတော့ပုံမှန်လူတွေအတွက်တောင်းအလုတ်ကန်ရှားပါလာနေတဲ့ဒီလိုအချိန်မျိုးမှာမတန်ဆွမ်းသူတွေအတွက်တော့အခက်ခဲစိန်ခေါ်မှုတွေရှိနေပြီးဝင်ငွေရရှိဖို့တပိုင်းတနအလုတ်တွေလုပ်ပြီးဖြည့်ရှင်းနေကြရတယ်လို့ဆိုပါတယ်သူတို့အခုတပိုင်းတနိုင်းတွေပြန်ဖြစ်လာတယ်ပြစ်လာတော့ဟိုဟာပေါ့မိုက်ခရိုမိုက်ခရိုလေးတွေကိုစပြီးတီထောင်လာတယ်ပေါ့နော်ဟိုဟိုအထယ်လေးတွေရောင်းလာတာမျိုးအမမော့ ပဲကြော်လေးတွေရောင်းလာတာမျိုးနဲ့အဲရက်တီကြတယ်ဗောနောဝင်ငွေလေးတစ်ခုရအောင်ဒီမှာလဲဟိုစားလဲအခန်းငှားကားတွေကလဲအဲတိုင်းနာတစ်ခုလောက်ထိပို့ပြီးတော့များလာတယ်ဗောနောဆိုတော့အဲ့ဒီဟိုထွက်ငွေတွေကများလာတယ်ဗောနောစားဝင်ငွေတွေရအောင်ဆိုရင်ရတဲ့အလုပ်လေးကိုဟိုရအောင်လဲပတ်နာကိုစူးစားကြရတဲ့အချိန်မျိုးဖြစ်ပါတယ်ဗောနောအဲဒီကိုဗစ်မတိုင်ခင်တော့ကဆိုရင်တချို့မတန်ဆန်းအုပ်စုတွေဆိုရင်အဲပါဗောနောထီထီရောင်းပြီးတော့ဟိုဟာရတယ်ဒါမဲ့အဲဒီ ဘိုင်းကော့စ်လုပ်တဲ့နောက်ဆက်တွေကဒီဒီဒီ product ဒီထုတ်ကုန်လေးကိုရောင်းလို့မရဆိုတော့အဲ့ဒီရဲ့နောက်ဆက်တွေကဝင်ဝင်နေတယ်ဝင်ဝင်နေတော့အခုဒီရလဲဟိုပါဘောနော်40 year 4နှစ်လောက်ရှိလာတဲ့နောက်ဆက်တွေမှာသူတို့ဝင်ငွေတွေကအကန့်အသတ်ဖြစ်သွားတယ်ဖြစ်သွားတော့ဟိုအဲ့ဒီနောက်ဆက်တွေပုံမှန် nutrition ပေါ့နော်ကျန်းမာရေးပိုင်းရော့သွားတော့အာအခြားဒီယောဂဝင်ယောဂကုသတဲ့နှုံးကဟို ယောဂကုသခံရတာပေါ့နော်ယောဂကုသခံရတယ်ယောဂကုသတဲ့နောက်ဆက်တွဲကလည်းပဲအဲနောက်အလုံးလုံးဖို့အတွက်ဟိုပါပေါ့နော်ပို့ပြီးတော့အားနည်းသွားစေတာပေါ့နော်ဆိုတော့အဲ့ရဲ့ဟိုဝင်ကဘာမှာလဲနေတယ်လို့ဖြစ်နေပါတယ်ဟုတ်ရန်ကုန်ကိုရွှေပြောင်းအခြေချလာသူတွေဟာစင်ရဲနွမ်းပါမှုဘေးဒဏ်ကိုပိုခံစားနေကြရပြီးစင်ကြေဘုံမြူနယ်ရေးစီပြောင်းရွှေ့လာသူအိမ်အောင်စုတွေရဲ့39ရာခိုင်နှုန်းခန့်က အလွန်စည်ရင်နှွမ်းပသူအုပ်စုမှာပါဝင်နေတယ်လို့ UNDP ရဲ့အစည်းအဝေးခန်းစာကဆိုပါတယ်။ဒီလိုပြောင်းရွှေ့လာသူတွေထဲမှာမတန်ဆွမ်းသူတွေလည်းပါဝင်ပြီးတချို့ကလုပ်ငန်းခွင်ဝင်မှုအထောက်အထားတွေအပြည့်အဝမရှိကြတဲ့အတွက်အလုပ်ကန်ရရှိနိုင်မှုအကန့်အသတ်တွေရှိနေတယ်လို့လည်းသိရပါတယ်။စည်ရင်နှွမ်းပမှုကနေလွတ်မြောက်ရာလမ်းတစ်ခုဖြစ်တဲ့ပညာရေးကဏ္ဍမှာဆိုရင်လေစင်းရဲတဲ့မိသားစုတွေအတွင်း၁၉ရာခိုင်နှုန်းကလေးတငယ်တွေက ကြောင်းမတက်ကြဘူးလို့အစီရင်ခံစားမှာပါရှိပါတယ်။စင်းရဲနွမ်းမတဲ့မတန်ဆွမ်းကလေးငယ်တွေပညာဆက်လက်သင်ကြားနိုင်ဖို့ကိုတော့မတန်ဆွမ်းသူအတိုင်းဝိုင်းကပဲချိတ်ဆက်ပြီးကုညီဆောင်ရွက်ကြရတယ်လို့မတန်ဆွမ်းသူရှိတဲ့မိသားစုဝင်တစ်ယောက်က ပြောပါတယ်။အကုန်လုံးကမတန်ဆွမ်းရဲ့အရေးဆိုတော့ဒီအောက်ခြေရနဲ့စပြီးတော့မတန်ဆွမ်းလေးရှိပြီးရောပေါ့နော်။ဒီကလေးတွေကျောင်းပညာသင်ဖို့ကိုတော့ဦးစားပေးပြီးအားလုံးလုပ်ကြရတယ်ပေါ့။အပကုအကုန်လုံးကပေါ့နော်ဒီ တခြားလူတွေကလည်းတန်ဖိုးတာမဟုတ်ပဲကျွန်တော်ဒီမတန်စွမ်းနေအချင်းချင်းနဲ့ချိတ်ဆက်ပြီးတော့ဘောနော်ဒီကလေးတွေတောင်းပညာလေးပေါ့နော်တက်နိုင်အောင်လို့အကုန်လုံးကတယောက်နဲ့တယောက်ဝိုင်းပြီးတော့ချိတ်ဆက်ပြီးတော့ပုံကြတာဆက်ရန်ကုန်လူမျိုးမြို့ကြီးပြကြီးမှာတော့အခုလိုစင်းရဲနွမ်းပမှုနှုံမြင့်တက်မှုကြောင့်မတန်စွမ်းသူတွေအခက်ခဲကြုံနေရတာက ကျန်တဲ့မြို့ဒေသတွေမှာဆိုရင်ဒီလိုအကျက်တဲတွေဟာနှစ်ဆခံစားရမှာဖြစ်တယ်လို့လဲမတန်စွမ်းသူအရေးကူညီဆောင်ရွက်သူတွေကဆိုပါတယ် ဒဗယ်ဒဗယ်ခိုင်းစစ်ပေါ့နော်ငလီနန်လန်းထီတယ်ရေလည်းကြီးတယ်အဲဆစ်မက်လည်းဖြစ်သွားတယ်အဲ့ဒီဟိုစကိုင်းကကိစ်လေးတယောက်ဆိုရင်အဲဒီစကိုင်းမှာစစ်စပေးရှောင်းလာတာပေါ့နော်၃နှစ်လောက်ရှိပြီဒါစပေးရှောင်းလည်းနောက်ဆက်တွဲကဟိုရရဟိုပစ္စည်းတွေအကုန်လုံးမတည်နိုင်ဘူးဟိုကိုဘိုးတကယ်ကိုတခုနဲ့ပဲပြန်လာရတယ်ပေါ့နော်သူရဲ့ပိုင်ဆိုင်မှုတွေကသူရဲ့နေရက်မှာပဲကျန်နေတယ်ဆိုတော့သူရဲ့နေရက်ကလည်းဒီလိုအခြေအနေမျိုး ရှိနေတယ်လဲဆိုတာတော့မသိဘူးဒါစကိုင်းရအတွက်စကိုင်းမှာငလင်ထက်ထိတယ်ဆိုတော့ဟိုဖုံးเจ้าမှာတဲတယ်အဲ့ဒီဖုံးเจ้าရှစ်เจ้าမှာမာမာခုနှစ်เจ้าလောက်ပြူတเจ้าမှာအခုနေရတဲ့အခြေအနေပေါ့နော်ဆိုတော့ဒီရဲ့သူရဲ့ဟို west ပေါ့နော်သူရဲ့ရေရရှိမှုတောက်ရီတန်ရရှိမှုသူရဲ့ main လာဒီလူအများကြီးအတရာကိုတုံးရတဲ့အတွက်နောက်ဆက်တွဲသူရဲ့ဟိုပါပေါ့နော် shutter တွေကအစားအဲ့သူရဲ့ hygiene ပေါ့နော်သူရဲ့တကွေးတန့်ရှင်းမှုအစားတာအကန့်တက်တွေပို့ပြီးတော့များပါတယ်အဲနောက်တစ်ခုကသူ ဒီ live ဟုတ်အသက်မွေးအောင်ပိုင်းရလဲဟိုနေနေတက်ကိုရောက်လာတဲ့အတွက်အကြောင်းမဒီပုံမှာအခြေပြုပြီးလုပ်ဖို့အတွက်အဆင်ပြေဖြစ်မနေကြဘူးဒီဇွန်လထဲမှာကျင်းပခဲ့တဲ့မတန်ဆွမ်းသူများအခွင့်အရေးဆိုင်ရာ convention အဖွဲ့ဝင်နိုင်ငံတွေရဲ့၁၈ကြိမ်မြောက် conference မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံမှာရှိတဲ့မတန်ဆွမ်းတွေရဲ့အခြေအနေဟာပြီးခဲ့တဲ့နှစ်တွေကထက်ပိုမိုဆိုးရွားလာကြောင်းပြောဆိုခဲ့ပါတယ် 2014တကောင်စင်းစစ်တမ်းအရာစင်းရဲနွမ်းပါသောမိသားစုတွင်မတန်ဆွမ်းသူများရှိကြပါသည်ဆိုတဲ့အချက်ပါရှိပြီး2019ကြားဖြတ်တကောင်စင်းအရာတော့မြန်မာနိုင်ငံလူဦးရေရဲ့စနစ်တသမ800ခန့်လုံးခန့်ဟာမတန်ဆွမ်းသူများဖြစ်ပြီးရန်ကုန်တိုင်းမှာလည်းမတန်ဆွမ်းသူ8,6242ယောက်ရှိပါတယ်ကျမမြတ်သိန်းပါရှင် မန္တလေးတိုင်းမြင်းချံမြို့နယ်တင်ကုန်းရွာအနီးနဲ့ရှေးဘုံသာရွာဝင်းကျင်ကိုကျွန်းလာ၁၈ရက်နေ့နေ့လယ်၂နာရီဝင်းကျင်အချိန်လောက်မှာစစ်ကောင်စီတပ်ကလေယာဉ်နှစီးနဲ့ဖုံးကျဲပြီးလက်နက်ကြီးနဲ့ပါပစ်ခတ်ခဲ့လို့ဒေသခံတွေစီကသိရပါဗါးအဲ့လိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အရသားတစ်ယောက်သေဆုံးခဲ့ပြီး၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအရသားတွေနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာလို့မြင်းချံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်နဲ့နှိစက်သူတစ်ယောက်ကပြောပါဗါး စစ်ကောင်စီတပ်ကကျွန်းလ18ရက်နေ့မှာမြင်းကျံမြို့နယ်ကကြေးရွာတွေနဲ့မဒရာမြို့နယ်အတွင်းကထုံးဘိုပြည်သာရနဲ့ကင်းရွာတောင်ဘက်ကနေရာတွေကိုပသိမ်ကြီးမြို့နယ်တရက်ကိုင်းအထိုင်စခန်းကနေလက်နက်ကြီးနဲ့ကိုးကြိမ်ထက်မနေပစ်ခတ်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထုံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တန်းတပ် TNL ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့ TNL နဲ့ဒေသခံတွေစီကသိရပါတယ်။ နောက်ထပ်မြို့နယ်အုံမသိနယ်အုံမခါမှာတိုက်ပွဲတွေပြင်းထန်နေပြီး TNL ဘက်ကထိုးစစ်စင်နာတွေပြုလုပ်နေတယ်လို့ဆိုပါရယ်။လက်ရှိချိန်မှာဒေသခံတွေအနေနဲ့လုံခြုံရေးကိုအထူးကူးဆိုက်ရမှာဖြစ်ပြီးတချို့ကဘေးလွယာနေရာတွေမှာတွားရောက်ခိုးလုံနေကြတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါရယ်။ ်လက်ရှိမှာတော့တရုတ်ရဲ့ဖိအားနဲ့ပတ်သက်ပြီးတစုံတရာထူးခြားတာမရှိသေးသလိုတရုတ်နဲ့တွေ့ဆုံမှုဟာတိုက်ပွဲတွေအပေါ်ဘလောက်တက်ရောက်မှုရှိလာမလဲဆိုတာကိုလည်းပြောလို့မရသေးဘူးလို့ဆိုပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့တွေဟာနှောင်းချိုမြို့နဲ့ကိုးမိုင်လောက်ဝေးတဲ့ကံကြီးရွာအထိဝင်ရောက်လာတဲ့အတွက် TNL တပ်ဖွဲ့တွေကတပ်ပြတ်ထိုးစစ်ဆင်ပြီးမြို့နယ်၁၂မိုင်အကွာလောက်ကရှင်မှုတော်ရွာဘက်ထိပြန်လည်ရရှိထားတယ်လို့သိရပါရယ်ရှင် ကျုံတိုးကော့ခရိတ်လမ်းပိုင်းကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီကစစ်အင်အားဖြည့်တင်းနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ရှီတန်းသတင်းရင်းမြစ်ကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ရှင်။ကင်းမီနယ်ကော့ခရိတ်မြို့ကြီးမှာစစ်ကောင်စီရဲ့အောင်စက်စစ်ကြောင်းနဲ့ဂန်လန်တွေပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ကပါတိုက်ခိုက်နေပါတယ်။ကျုံတိုးကော့ခရိတ်လမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ဂန်ဦးဆောင်တဲ့ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒါအပြင်ကောရမျိုးနီးနဲ့ဂျုံတို့မျိုးနီးတစ်ပိုက်ကိုစစ်ကောင်တွေကမြေပြင်ကနေလည်းနဲ့ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြီးရွာတွေကိုပါပြစ်ခတ်တက်ခိုက်နေပါတယ်။ဟောရလေးပဲဆိုတော့ဟိုသူတို့အဲဒီဂျုံတို့ကောရလေးကိုပြန်ထိန်းချုပ်ကြတဲ့ကဘောကြီးတဲ့ဆေးရတွေတပူတယ်။အဲစစ်ကြောင်တွေတူတော့အဲရောရှိတယ်ပဲအခုစုမနေ့ကတည်းကသူတို့လူရွာတွေ ်တဲ့နေရာတွေတက်ပြတာရှိတယ်။လက်ရှိလေဒီအောင်မရှိတဲ့တပ်ပေါင်းစုနဲ့တော်တော်လေးတပ်ပေါင်းစုတွေတော်တော်သူ့လူမှုတွေဖြစ်နေတာရှိတယ်။အဲကြောက်ဆုံးလာတွေပါကြောက်ပတိအကြမတိဘောထုတ်ရတဲ့လူတွေရဲ့ပုံမှန်မပြီးတော့တော်တော်များရှိတယ်။ဒီကကြောက်ဆုံးလို့ရှိတယ်။အဲလက်ရှိသူတို့ဘက်ကလည်းတောင်းလျှောက်ဒီလိုတော့သိမ်းပိုင်းတွေအတွက်လည်းလက်ကြီးလေ စစ်ကောင်စီလက်အောက်ခံကင်မီနယ်စိုးရအဖွဲ့ကဂျမ်းမြေအတွင်းများပြည်သူတွာလာနေတဲ့ဂရုစိတ်တွေကိုကုသသောလာကန်ပိတ်ပင်ထားတာကြောင့်ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ကျွန်တော်ကော်ကရိတ်လမ်းမိုင်းကိုစစ်ကောင်စီတပ်ဖက်ကစစ်ရဲတွေဖြစ်တင်းနေတယ်လို့စစ်ရောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။အေးမင်းကလည်းတန်ကြတယ်ကျွန်တော်ဒီဖြစ်တော်တော်နေတိုင်းပဲဖြစ်တယ်ဟုတ်တယ်။နေတိုင်းတော့ပြည့်တဲ့လေရင်တော့နေတိုင်းဝဲတယ်။ de bom dia uma uma e bem na baunia <laughs> com lá já tudo nega sou banha ti de banha bi é o ga da nima da nima já um bem na longa tan com o crise mas tira quando meu bom na gene né é a maneira maneira é a da 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 nima how the how the do a de e já um zinho já da de também da na gobe no mas အဲ့ဒါကနေလောကောက်နှုတ်ပြီးတော့စေတန်းကိုပို့တယ်အဲ့ဒါတိုင်းတခြားကိုပို့တယ်အပေါ်မှာမျိုးနေပေါ့နော်အဲ့ဖတ်ကြည့်နေတာဟုတ်တယ်ဂျွန်ကကွင်းလေးမွန်လေးနဲ့နိုင်လောက်ကမွန်ကင်းနေဆက်ကင်းမီနေကိုရင်းမျိုးနဲ့ပရင်ကြည့်ရကကလေးတွေကိုစာတင်ကြပြီးနေတဲ့နေအိစာတင်ကြောင်းကိုတိုက်ပွဲပြွားတာမရှိပဲစစ်ကောင်စီကလေးချောင်းကနေဘုံကြီးရှင်လုံးကြက်ချတိုက်ခိုက်ခဲ့ပါတယ်ဝန်ကြက်တက်ကင်မှုကြောင့်ចောင်းသားကလေးငယ်၃ယောက်ទីဆုံးပြီးရှာမတစ်ယောက်နဲ့လူကြီးတစ်ယောက်ပါទីဆုံးခဲ့တဲ့ပြင်၂၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်နေသုံးလုံးလည်းထိခိုက်ပျက်စီးခဲ့ပါတယ်ကျွန်တော်အောက်ခံပါ င်းဆောင်မြို့မှာလူလူကောင်းဆောင်ထောင်ဆန်းစုကြည်ရဲ့20 20ပြည့်မွေးနေ့သွေးလှူပွဲမွေးနေ့စွန့်ကပ်ပွဲစရုတီတာလှူပေးပွဲတွေကိုပြုလုပ်နေကြပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အာနာသိန်းစစ်ကောင်စီက၄နှစ်ကျော်ဖမ်းဆီးချုံနှောင်ထားခဲ့တဲ့လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်စုပေါင်းသွေးလှူပွဲကိုတော့မဲဆောက်မြို့ဆေးရုံကြီးမှာ OIA အဝေးရောက်အရာဝတီတင်းကဥဆောင်ပြုလုပ်ခဲ့တာပါ။ အဲကျွန်တော်တို့ကလေဒီနေ့ကအာကျွန်တော်တို့နိုင်ငံရဲ့ဒီငញ្ញရင်းလိုပဲဆုရှင်အာဒေါက်တာဆန်းစုကြည်အာ62ပြည့်မွေးနေ့အထိမ်းမှတ်ပေါ့နော်အဲ့ဒါလည်းဖြစ်တယ်အာနောက်တစ်ခုကကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အခက်အခဲအချက်တဲတွေကြောင့်အာမြန်မာနိုင်ငံသားတွေဒီနိုင်ငံကိုအများကြီးရောက်တယ်ရောက်တဲ့ပုံမှာမဲဆောက်ဆေးရုံကြီးပြီးအာကျွန်တော်တို့ရဲ့ကျမကြီးကိစ္စတွေကိုအလုံးစုံတာဝန်ယူပေးနေရတယ်ပေါ့နော် အဲအဲ့ဒီအပေါ်မှာကျွန်တော်တို့ကပြန်ပြီးကျေးဇူးတုံးပြန်လာပေါ့ဗျာဆိုတော့ဒေါက်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်လည်းဖြစ်တယ်လို့အာထိုင်းမြန်မာရှိကြည်ရဲ့အထိမ်းအမှတ်လည်းအာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စုပေါင်းပြီးမြန်မာပြည်သားတွေအာပြစ်ဆုလှူကြတာပေါ့ဗျာဟုတ်ခုကလေးပြန်ပြောနော်အဲ့ဒါသိပါ့မလား အော်ဒီနေ့ဟာလေကျမတို့မြန်မာနိုင်ငံရဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်တဲ့နေ့အတွက်ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားဒီပြောပေါ့နော်စူပေါင်းသွေးလူတန်းအဲ့တော့ဝေးရောက်အရာဝရီကជីမူကြီးကျင်းပပါတယ်ဒါကိုကျမတို့ကနေပြီးတော့ဝိုင်းဝန်းပြီးတော့ကျမတို့တက်နိုင်တဲ့အာဟာရဒါနလေးပေါ့နော်သွေးလူတဲ့လူရောသွေးမလူတဲ့လူရောအကုန်လုံးကိုကျမတို့ပြန်တန်းတာဖြစ်ပါတယ်ကျမတို့အနေနဲ့ဝေးနေကိုလိုပါရှင်အာဘာကြောင့်သွေးလူလာလဲဆိုတော့မိအတွက်လဲဟိုကအလူသဘောမျိုး ုံးလေးလေးပြအောင်နောက်ပြီးတော့ကျွန်တော်တို့ကပုံမှန်သူချင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့မိကျမ်းပါပါသေးဆိုရဲဒီချက်လေးတော့ဒီကပါပဲခင်ဗျာဟုတ်ကဲ့မဟိုတစုံတယောက်တက်တော့ကျိုးတယောက်သွားရင်လည်းအမီစုအတွက်ကျွန်တော်တို့ကဟိုဖြည့်ရောက်တဲ့ကူညီပေးမှုဟိုရှင်းပန်းပြီးတော့ဟိုလုပ်ပေးတဲ့ကိစ္စတစ်ခုလို့လည်းကျွန်တော်အနေနဲ့ရှင်းမှတ်ပါတယ် လားတူမဲဆောက်ဈေးတွင်းကမဆူဆူစားတော့ဆိုင်မှာလဲ80ပြည့်မွေးနေ့အလှူစတုဒီတာကျွေးမွေးပွဲ ပြုလုပ်ခဲ့ကြပါသေးတယ်။အော်ဒီနေ့ကတော့ကျမတို့လူလူပေါင်းဆောင်အမေအောင်ဆန်းစုကြည်ရဲ့မွေးနေ့လေလေ။အဲဒါကြောင့်ကျမဒီမှာဟိုမုံငင်ကနဲ့လေဧကန်နဲ့နောက်ပြီးလို့ရှိရင်တော့ဟိုမြန်မာမုတ်အဲမြန်မာမုတ်တွေကောက်ညင်းနဲ့လုပ်တဲ့မြန်မာမုတ်နဲ့လေဧကန်ပါတယ်အခု။ဘုဒ္ဓံတရဏံသစ္စာမိနာမတရဏံသစ္စာမိနာ ဒပိုင်းနဲ့ထဲမှာပဲမဲဆောင်မျိုးမြမတော်ရဖုံးတော်ကြီးကြောင်းမှာလဲအပြီးပြီးဆိုင်ရာဘကိုးတိုင်းအသင်းကဥဆောင်ပြီးမွေးနေဆွန်ကတ်လူဒန်းပွဲကိုပြုတ်လုခဲ့ကြပါသေးတယ်ခင်ဗျာကျွန်တော်မောင်တူပါသာသနာ့ဒီလာသာသနာ့အမယာ တိုင်းပြည်ရဲ့အနာဂတ်ကိုဖန်တီးရမှာအရေးပါတဲ့ចောင်းသားလူငယ်တွေရဲ့ရှေ့ရေးကိုမျှော်တွဲပြီးပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာတာဝန်ထမ်းဆောင်သူတွေရဲ့ရွေးချယ်မှုအပေါ်အနောက်ရှက်အဟန့်တာပြုလုပ်သွားမှာမဟုတ်ဘူးလို့မမအမျိုးသားတော်လှန်ရေးတက်မတော် PNRA ကဂျွန်လ18ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ပညာရေးနဲ့ကျန်းမာရေးကဏ္ဍဟာကာလရှည်ကြာရပ်တန့်ထားလို့မရတဲ့အရေးကြီးကဏ္ဍတွေဖြစ်တာကြောင့်တာဝန်ထမ်းဆောင်သူတွေနဲ့ပတ်သက်တဲ့သဘောထားကိုအများပြည်သူသိစေဖို့အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ဆိုပါရစေ။ ဒါအပြင်ပညာရေး၊ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့အခက်အခဲတွေထိခိုက်မှုတွေကြုံရရင်လည်းတက်နိုင်သမျှကူညီသွားမယ်လို့ဆိုထားပါဗျ။ဒါပေမဲ့အဲ့ဒီကဏ္ဍတွေကဝန်ထမ်းတွေအနေနဲ့တော်လိုင်းအင်အားစုတွေရဲ့လုပ်ငန်းတွေကိုမနှောက်ရှက်ဖို့လဲ PNR တွေကပြင်းပြင်းထန်ထန်တတိပေးတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျရှင်။ စက်ကောင်စီကကျန်းဝေတန်း900ထိထုတ်ချေးပေးဖို့ပြင်ဆင်ထားပေမဲ့ချင်းဝေရယူရေးနီလန်းတွေခက်ခဲနေတာကြောင့်စီဇက်ပိုင်ရှင်တွေချင်းဝေမရရှိပဲဖြစ်နေပါဗျ။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။စက်ကောင်စီကနက်နက်အတွင်းကျန်းဝေဘီလီယံ90အထိစီဇက်လုပ်ငန်းရှင်တွေကိုချင်းဝေချထားဖို့ပြင်ဆင်ထားပေမဲ့လည်းချင်းဝေလျှောက်ထားရယူရတဲ့လုံထုံးလူကြီးတွေရှုပ်ထွေးတာကြောင့်ပြီးခဲ့တဲ့နှစ်အတွင်းချင်းဝေ၄ဘီလီယံကျော်သာထုတ်ချေးနိုင်ခဲ့ပါတယ်။ စီဆက်လုပ်ငန်းရှင်တဦးကိုအနည်းဆုံးကျပ်တန်း၃၀ကနေကျပ်ငွေတန်း၃၀၀အထိထုတ်ချေထားပြီးတန်း၅၀၀ထိထုတ်ချေသွားနိုင်ဖို့စီစဉ်ထားပေမယ့်စီဆက်လုပ်ငန်းရှင်အများစုကချင်းငွေရယူနိုင်ခြင်းမရှိခဲ့ဘူးလို့စီဆက်လုပ်ငန်းရှင်တယောက်ကပြောပါတယ်ဝန်ဆောင်မှုတွေကလည်းသူတို့ပန်းလေးမှာကအလုပ်အများစုတာဖြစ်တဲ့အတွက်အဲနောက်ကိုကြမ်းမမလုပ်ပေးနိုင်မှုအနည်းတယ်ပေါ့နော်အဲအဲ့ကဒီချင်းငွေစီစဉ်ရေး ကောမဒီမှာဟိုအဖက်ခုနှစ်ဖက်နံပါတ်၁က MEB နောက် MADB ပြီးရင်အဲစိုက်ပျိုးနော်ပြီးတော့စားသုံးသူကြီးရာပြီးတော့စက်မှုကြီးကြအဲပြီးတော့ထွေအုပ်ဒီသမဏကစီစပိုက်ရှင်များတဲ့အဲဒီအဖက်ခုနှစ်ဖက်နံပါတ်၄ကောတိုးမှာအကုန်ဆုံးမှာအကုန်ငါသဘောတူမှာခွင့်ပြရတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်နေအဲအဲ့ဒီတော့လမ်းကြောင်းတွေတင်များတယ်ဒီ သူခုနှစ်ဖွဲ့ကိုတွေ့ဖို့ဆိုဆိုသူတို့ရဲ့သဘောကြည့်ရဖို့ဟိုသွားလာတဲ့ဟာတွေကလည်းသိညာတယ်အဲ့ဒီမှာခက်ခဲဖြစ်ကြတယ်လို့ကျွန်တော်တို့ကယူဆတာပေါ့နော်စစ်ကောင်စီကအာဏာစသိမ်းခဲ့တဲ့2021ခုနှစ်ကစလို့ပြည်တွင်းစားသုံးစီဖူလုံမှုရှိအောင်မြေပဲနဲ့နန်းအပြင်စီထွက်နှုံများတဲ့နေကြာကိုစိုက်အေကချဲ့ဖို့တွန်းအားပေးခဲ့တယ်လို့စီစက်လုပ်ငန်းတွေတိုးချနိုင်ဖို့မတ်တီရင်းငွေနဲ့လုပ်ငန်းလေပတ်ရန်ပုံငွေချင်းငွေနှမျိုးကိုထုတ်ချိမဲ့အစီအစဉ်ကို ပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လကစတင်ခဲ့တာဖြစ်ပါတယ်။ချင်းငွေအစီအစဉ်မတိုင်ခင်နှစ်တွေကပြပစီရီအလုံးရင်းနဲ့တွင်တင်းခဲ့ချိန်မှာမြမစီဆက်လုပ်ငန်းတွေကစီးထွက်တည်နံတွေကိုနဝလီတိတ်ခွဲရတဲ့အဆင့်ကိုကျဆင်းသွားခဲ့ပါတယ်။ဒါအပြင်ဆက်နဲ့အဆောက်အဦပြင်ဆင်စီတွေအတွက်ပုဂ္ဂလိကဗန်တွေကနေ14ရခိုင်နှုန်းအတုံးနှုန်းနဲ့ချင်းငွေရယူချပြီးဖြစ်လို့အတုံးနှုန်းတက်တာတဲ့ချင်းငွေအစီအစဉ်ဖြစ်လာတဲ့အခါချင်းငွေချထားပြီးမြမစီးပွားရေးပန်း မြမလီယာဖွံ့ဖြိုးရေးဘဏ်နဲ့ပုဂ္ဂလိကဘဏ်တို့ပူးပေါင်းပြီးအတုံးသုံး9.5ရာခိုင်နှုန်းနဲ့ထုတ်ချီပေးဖို့စစ်ဆင်နေပေမဲ့လည်းလက်ရှိအချိန်မှာတော့ဖြစ်မလာသေးပါဘူး။ပြည်တွင်းစားစီဖူလုံအောင်ပြည်တွင်းစီဆက်တွေဖွံ့ဖြိုးလာဖို့ဆောင်ရွက်နေပေမဲ့လည်းစားအုပ်စီကိုပြပပေါက်ဈေးထက်ဈေးလျှော့ရောင်းနေတဲ့အခြေအနေကပြည်တွင်းစီဆက်တွေကိုအထိနာစေသလိုလက်ရှိစားအုပ်စီဖွံ့ဖြိုးတဲ့စနစ်တွေအရစားသုံးသူအကျိုးခံစားခွင့်နည်းပါးတယ်လို့စီဆက်လုပ်ငန်းရှင်တယောက်ကသုံးသပ်ပါတယ်။ စောင်းစီကဈေးပေါ်ပေါ်နဲ့ရနေတော့ဒမန်းကောင်းနေတာရှင်းရှင်းပြောရင်စောင်းစီလိုချင်တယ်စောင်းစီကလိုချင်လို့လိုချင်တာမဟုတ်ဘူးစောင်းစီဈေးတာကိုပဲစီနဲ့တပိတ်တာ2000กว่าတော့3000กว่าတော့ဖြစ်ကြည့်ပါလားစောင်းစီဝယ်မဲ့သူမရှိဘူးရှင်းလေစောင်းစီကိုနိုင်ငံခြားလာနေတဲ့အတိုင်းအရင်ရောင်းခိုင်းလိုက်စမ်းပါဒီစောင်းစီတွေပေးရတဲ့ဘန်နာနှစ်နာပါတယ်တကယ်တမ်းလေသူတို့တတ်မှတ်ထားသလိုအခြေခံလူဒန်းစား အကုန်လုံးကသူမိုးတက်မှတ်ထားတဲ့ဈေးနှုန်းတိုင်း quality တိုင်းမရကြပါဘူးလက်တလောဖွံ့ဖြိုးရေးချင်းငွေတွေကိုကချင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းနေပြည်တော်ပဲခူးရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့ကစစ်ဆက်အတင်းဝင်ဆက်ပိုင်15ဦးနဲ့စုစုပေါင်း15ရောက်ကို ထုတ်ချေပြီးထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ကျွန်မဟန္နာပါအခုဆက်လက်ပြီးနေတဲ့ကသတင်းကိုတင်ဆက်ပေးပါမယ်ရှင် 2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကစတဲ့ Hamas နဲ့ Israel တို့ကြားပြည်ပခါကြောင်းဂါဇာကမ်းမြောင်ဒေသမှာ Palestine သေဆုံးသူ9,5638ဦးထိမြင့်တက်လာပြီးတသိန်း9,880ဦးဒဏ်ရာရှိခဲ့တယ်လို့ဂါဇာကျမ်းမာရေးအာဏာပိုင်တွေကကိုးကားပြီး CCTV သတင်းဌာနက Zone 18ရက်နေ့မှာပြောခဲ့ပါဗျာ။ လွန်ခဲ့တဲ့24နှစ်ရည်အတွင်းအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း144ဦးသေဆုံးခဲ့ပြီး960ဦးထဏ်ရာရရှိခဲ့တယ်လို့ကျန်းမာရေးအာဏာပိုင်တွေကဂျွန်လာ18ရက်နေ့မှာပြောခဲ့ပါဗျ။ပရိပက္ခတွေအရှိန်ပြင်းလာတာနဲ့အများအကူအညီနဲ့ဘေးကင်းရေးကိုရှာဖွေနေသူတွေအတွက်အခြေအနေကဆိုးဝါးနေစေပါ့ အမေရိကန်ကျော်တော်နောက်ခံပြုထားတဲ့အကူအညီပေးရေးဌာနနှစ်ခုနာကပြစ်ခတ်မှုအပါအဝင်ဂါဇာတဝမ်းမှာဗုဒ္ဓဦးနေကအစ္စရေးနဲ့ပြစ်ခတ်မှုကြောင့်ပါလက်စတိုင်း38ဦးထပ်မံတည်ဆောင်းခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောပါတယ်ရှင်တရုတ်နိုင်ငံတောင်ပိုင်းမှာအင်ကာနေကမိုးသီးထန်ပြီးဆူဆူရွရွရေကြီးခဲ့တဲ့အတွက်ကွမ်တုံနဲ့ကွမ်ရှီပြည်နယ်တွေကဒေသတချို့မှာလူတွေအစုလိုက်အပြုံလိုက်ဖေးလို့ရကိုရွှေ့ပြောင်းခဲ့ကြပါဗျာ။ ။အင်ကာနေမှာကွမ်တုံအလဲပိုင်းတောင်ပိုင်းနဲ့ကွန်ရှိကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာကယုတ်ရန်ဒေတာတွေမှာမိုးတီးခဲ့ပါတယ်။ဖန်ချန်းကံမြို့ကမြေနေပိုင်းနေရာတွေဟာရေ1.2မီတာ အောက်ထိနှိမ့်မြုပ်သွားခဲ့တာပါ။ မိသက်သမားတွေကပိတ်မိနေသူတွေကိုကယ်ဖို့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းကွမ်တိုပြည်နယ်မှာရှိတဲ့ဝဲကြီးမြို့ဟောင်းရာစုနှစ်တစ်ခုအတွင်းအစိုးရဆောင်ရည်ကြီးမှုတံကိုရင်ဆိုင်နေရပြီးအိမ်တွေရင်းနေနေတာပါ။လမ်းတွေပြက်စီးပြီးလက်စစ်တပ်အားပြတ်တောက်တဲ့အပြင်ဝူတက်မုံတိုင်းကြောင့်မိုးသည်နေပါတယ်။ ပွဲကြည့်မြည်ရေစောင့်ကြည့်ရေစခန်းမှာဗုဒ္ဓုံးနေမနက်မှာအမြင့်ဆုံးရေအစစ်55.22မီတာရှိခဲ့ပြီးတတိပေးချက်အစစ်60မီတာအထက်9.22မီတာပိုမြင့်တယ်လို့မှတ်တမ်းတင်ခဲ့ပါတယ်။စခန်းစတင်တည်ဆောက်ချိန်ကစပြီးအခုအချိန်ထိအမြင့်ဆုံးရေလွှမ်းမိုးမှုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ရေကြီးမှုကြောင့်ပြည်내အတွင်းနေထိုင်သူ38000လောက်ရေပေးတင်ခဲ့ပြီးနေထိုင်သူ68000ကျော်ကိုဘေးကင်းရာစီကိုရွှေ့ပြောင်းပေးခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းကိုပြောပြပေးအောင်ပါ။အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ကလတ်ကဘာဖလားပြိုင်ပွဲကိုစိတ်ဝင်စားမှုနှေးပါနေပြီးပြည်သက်ကြည့်ရှုမှုကြာဆင်းနေတယ်လို့သိရပါဗျ။ စနစ်တနေ့ကျင်းပတဲ့အခုနှစ်ကလပ်ကမ္ဘာဖလားမှာအသင်းအရေအတွက်32တင်းအထိတိုးမြင့်လိုက်တာကြောင့်ပွဲအရေအတွက်လည်းတိုးမြင့်လာတာပါဒါပေမဲ့ကိုင်းထဲကိုလာကြည့်တဲ့ပြိတက်ဦးရဲ့အလွန်နှဲပါပြီးပြိုင်ပွဲပြောင်းလဲကျင်းပတဲ့ဖီဘာအတွက်အရှက်ရစရာဖြစ်ကြောင်းမီဒီယာတွေကဖော်ပြကြပါဗျာ ဂျော်လာ၁၉နှစ်ဟနေ့အင်ကာနေကအော်လန်ဒိုမှာကစားခဲ့တဲ့ကလပ်ကပဖလားပွဲစဉ်မှာပရိသတ်600ဝန်းကျင်လောက်သာလာရောက်ကြည့်ရှုခဲ့တယ်လို့သိရပါဗျ။ချယ်ဆီနဲ့အယ်လီတို့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းပရိသတ်9500ဆန့်နဲ့ကွင်းမှာပရိသတ်12000လောက်သာလာရောက်ကြည့်ရှုခဲ့ကြတာပါဗျ။ ။တောင်ကိုရီးယားကလပ်ဦးစံနဲ့တောင်အာဖရိကကလပ်စန်တောင်းအသင်းတို့ရဲ့ကလပ်ကမ္ဘာဖလားပွဲစဉ်ကိုသတင်းရယူခဲ့တဲ့ Channel League မဂ္ဂဇာဟီကတော့ကွင်းထဲမှာပရိသတ်69ယောက်သာရှိတာကိုရေတွက်ကြည့်ခဲ့ကြောင်းပွဲကစားဖို့10မိနစ်အလိုမှာတော့ပရိသတ်958ဦးရှိခဲ့ကြောင်း Social Media မှာရေးသားခဲ့ပါတယ်။ဒါပေမဲ့ FIFA ဘက်ကတော့အဲ့ဒီပွဲစဉ်မှာပြိသက်3412ဦးရှိခဲ့ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါည၈နာရီမှာလည်းထမံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်